နိုင်ငံအဝန်းကသမဝါယမအတင်းသာမိုးစပါးဆိုင်တောင်းသူတွေအတွက်မျိုးနယ်သွင်းအားစုတွေကို ထောက်ပံ့ပေးသွားမယ်လို့သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကတည်ရပါတယ် အဆိုပါမျိုးနယ်သွင်းအားစုတွေကိုတိုင်းဒေသကြီးနယ်ပြည်နယ်73ခုရဲ့မြို့နယ်ပေါင်း138မြို့နယ်မှာကျေးရွာတမဝိုင်းရမအတင်းပေါင်း900ကျော်ကအတင်းသား2194ကိုထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။တရီကအနေနဲ့ကားတော့ငွေချက်2သိန်းခွဲနဲ့ညီများတဲ့မျိုးနယ်သွင်းအားစုတွေထောက်ပံ့ပေးသွားမှာဖြစ်ပြီးအဒီလိုထောက်ပံ့ပေးတဲ့အခါမှာလည်းအထွတ်နှုန်းတိုးတဲ့မျိုးနယ်ပြောင်းလဲဆိုင်ပြိုးနိုင်တဲ့မျိုးတွေကိုထောက်ပံ့ပေးသွားမှာဖြစ်ပြီး2025 2026ဘဏ္ဍာနှစ်မှာမိုးစပါးအေကပေါင်းသသိန်း6000ခန့်အတွက်ငွေချက်ဘီလီယံ40ကိုထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။ တမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့အတင်းသားတွေကိုမိုးစပါမျိုးကောင်းရရှိစေဖို့ဆောင်ရွက်ပေးနေထားပါအခုရပိုင်းခါလဲပုံပါသီရိမျိုးနယ်တမဝါယမဦးစီးဌာနနှင့်မြို့နယ်တမဝါယမအတင်းစုတို့ပူးပေါင်းပြီး2025-2026ဘဏ္ဍာနှင့်နိုင်ငံစည်းပွားမြင့်တင်ရေးရန်ပုံငွေစီမံကိန်း2025-2026ဘဏ္ဍာနှင့်နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေတက်တန်းရောင်းတမဝါယမဖွံ့ဖြိုးမှုစီမံကိန်းတို့ကမိုးစပါစိုက်ပျိုးမဲ့တမ ဝါရမအတင်းသားတောင်သူတွေကို အထွက်သွအောင်နိုင်သူမျိုးစဘာတွေကိုတောင်သူများလက်ဝဲအရောက်ဖြန့်ဖြူးပေးအပ်ခဲ့တယ်လို့သိရပါတယ်ရှင်။